ဲအားလုံးပဲမင်္ဂလာပါပွဲစုံရဲ့ပွဲပြီးသုံးချက်အစီအစဉ်တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရဲ့အခုဗီဒီယိုမှာတော့ Premier League Round 6မှာကန်သွားတဲ့အသင်းကြီး6တင်းရဲ့ပွဲစဉ်6ပွဲကြောင်းကိုကျွန်တော်ညီကို၃ယောက်ကပွဲပြီးသုံးချက်အစီအစဉ်လေးဒါ Round Up ပုံစံပြုလုပ်တင်ဆက်ပေးကောင်းမှာလည်းဖြစ်ပါရဲ့ဗျမင်းအောင်ပါစို့မင်္ဂလာပါဗျမင်းအောင်ကုတ္တနီရမင်္ဂလာဟုတ်ကဲ့ပါဗျဒီတစ်ပတ်ဒါ Premier League အသင်း6ဝင်းအနေနဲ့ဒါ6ပွဲကန်တော့ပြီးရဲ့နောက်မှာဒါကျွန်တော်စနေနေ့ညကတော့ဒါ Premier League အသင်းကြီးအနေနဲ့ကန်ခဲ့တဲ့ပွဲတွေမှာအချိန်ကြီးကောင်းခဲ့တဲ့ဒရိုများတွေ့ရကို ဒါတနည်းမလို့နေ့မှာတော့အာအခြေအနေကြီးကောင်းခဲ့တဲ့အတင်းနေနဲ့အတေးကြီးကြဲ့တဲ့အတင်းနေနိုင်ခဲ့တဲ့အတင်းနေတော်တော်များတွေ့ကြရတယ်ပေါ့နော်။ဒီဆိုတော့ဒီဒီအကြောင်းနဲ့ပတ်သက်ပြီးစပြောမယ်ဆိုရင်ကျွန်တော်ဒါပထမအဦးဆုံးပွဲအလီရဆိုရင်ဒါ Manchester United ပေါ့နော်။ Manchester United ကဒါကျွန်တော် Premier League Round 6ရဲ့အစောဆုံးပွဲစဉ်ကိုစနေနေ့ည6:00နာရီချိန်မှာဒါ Brentford အိမ်ခွေးမှာတောက်ရောက်ရှင်နေကစားခဲ့ရတွေ့ရတယ်ဗျ။ဒီပွဲမှာတော့ဒါ Manchester United အနေနဲ့ဒါတော်တော်များများပြောစရာဖြစ်ခဲ့ရအောင်ကျွန်တော်တွေ့ရပြီးတော့ ဘရန်ဖို့အသင်းနေရလဲဒါတော်တော်လေးအိဇာကောင်းကောင်းလုပ်လာရလို့ကျွန်တော်မြင်ရကြဆိုတော့ဒါမန်စတာယူနိုက်တက်ညီပြဝီဝင်အမွေအနေနဲ့တော့ဒီဘုတ်ကိုကျွန်တော်နေနေတာပထမဦးဆုံးခြုံငုံသုံးသပ်မယ်ဆိုရင်ဒါမန်စတာယူနိုက်တက်ညီပြဝီဝင်အမွေအနေနဲ့ဒါလူပွဲထဲမှာဒါလူထုပုံနေဒါကစားကွက်အခင်းချင်းနေဒါဘရန်ဖို့ရဲ့အားသာချက် အခွင့်အရေးတွေဘူးဒါတော်တော်များ ပွဲကိုပေးကင်နေတာကိုတွေ့ရပြီးတော့ပေးလေပေးကစားခဲ့တဲ့ဂျီဘရန်ဖို့ရဲ့အသင်းထွက်လာမဲ့ပေါ်မရှင်နဲ့ဒီတက်တစ်ဒီပေါ်မှာစား တိတိနဲ့ဟိုဒါအမကျူးလွန်ခံရပြီးတော့ဒီပွဲမှာဒါ brown ဘွားအသာစီးနဲ့ဒီပွဲကိုမန်စတာယူနိုက်တက်ကရှုံးသွားရပေါ့နော်ဆိုတော့ဒီပွဲမှာဒါပထမဆုံးပြောမှာတော့ဒါပထမဆုံးချီးကျူးအောင်မှာဒါ brown ဘွားအတင်းရဲ့နီးပြဒါ brown ဘွားအတင်းရဲ့နီးကောက်ချီးကျူးရပြီးတဲ့နောက်မှာတော့ဒါနှစ်ကိုတင်းသွားတဲ့တရားဘောပေါ့နော်အဲပြီးတော့ဒါနည်းနည်းဝေဖန်ရမယ်ကစားသမားကိုတော့ကြည့်မယ်ဆိုရင်တော့ဒါကပတိန်တယောက်ပြီးပြီးဒါမန်စတာယူနိုက်တက်ကိုဒါအကောင်းဆုံးမောင်းနေနိုင်စွမ်းမရှိခဲ့တဲ့ဒါ Bruno Fernandes ပေါ့နော်ပြီးတော့ရင်တော့ဒါမန်စတာယူနိုက်တက်ကိုထပ်ပြီးတော့ အဲကျွန်တော်အပြစ်တင်ဖို့ပါမယ်ဆိုတော့ဒါနီးပြနဲ့တသိန်းလုံးလို့ပဲပြောမှာဗျာနားမယ်မက်ဆာယူနိုက်တက်အနေနဲ့ဒါနီးပြဆိုရင်လည်းဒါနောက်နောက်တန်းမှာဒါချက်စီးတင်းတဲ့ပွဲတွေမှာဒါနိုင်သွားခဲ့တဲ့ဒါအတွဲဖက်ကိုပြန်ပြီးထုတ်လာခဲ့ရပြရတယ်ဒီရဲမှာမှဒီနီးမှာမှာအလုံးဖြစ်ခဲ့တဲ့ကစားသမားဆိုတော့တုံးမကွမ်းရလို့ပဲပြောမှာပေါ့နော်ဟုတ်ဒီမကွမ်းရအနေနဲ့တော့လုံးဝအဆင်မပြေခဲ့ရဘူးတွေ့ရတယ်ပြီးတော့ ဒါဘယ်ဟရဆိုရင်တော့တတော်များများဝေဖန်ခဲ့ကြရတယ်ဆိုပေမဲ့လည်းဒီပွဲမှာဒါတချို့လက်စွမ်းလေးပြသခဲ့ပြီးတော့အသင်းရဲ့အနေရှိတဲ့အနေထားတချို့ကိုကာပွယ်ပေးခဲ့ရကျွန်တော်တွေ့ရတယ်ပို့ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ပေါ့ကျွန်တော်မြင်နေတုံးတာမယ်ဆိုတော့ဒါ Manchester United ကရှုံးသင့်ရှုံးထိုက်လို့ရှုံးသွားတဲ့ပို့ပဲဒါရှုံးသွားပြီးတော့ဒါ Brentford အနေနဲ့ဒါကောင်းကောင်းမွန်မွန်ပြင်ဆင်လာပြီးဒီပွဲကိုဒါအကောင်းဆုံးအနိုင်ရသွားတယ်လို့ပဲကျွန်တော်မြင်နေတုံးတက်ကြည့်ကြပါရယ်ဟုတ်ကဲ့ပါဗျာဟုတ်ပြီဗျာဒါနောက်ထပ်တပွဲကတော့ဒါ Chelsea သင်းရဲ့ Stamford Bridge မှာပတ်ကန်နဲ့ ဒါ Brighton အသင်းနဲ့ကန်တဲ့ပွဲပေါ့နော်ဒီပွဲကတော့ဒါစနေနေ့ညရဲ့ည၈နာရီခွဲအချိန်မှာကန်တော့ရလဲဖြစ်တယ်ကိုဆိုတော့ဒီ Chelsea တင်းနဲ့ဒါ Brentford အသင်းမှာတော့ဒါပွဲရလဲရကြည့်မယ်ဆိုရင်ဒါ Chelsea တင်းလည်းနီးစနစ်ဆုံးဖြတ်ချက်နဲ့တချို့ကစားသမားရဲ့ decision making ဆုံးဖြတ်ချက်အချို့မှားယူပြီးတော့ဒီပွဲကိုရှုံးမှတွေ့ရတယ်ဗျာဆိုတော့ဒီပွဲမှာတော့ဒါရလက်အနေနဲ့ကြည့်မယ်ဆိုရင် Chelsea တင်းကတကူပဲတွန်းနိုင်ပြီးတော့ဒါ Brighton အသင်းက၃ဂိုးထိတွန်းလာတာကိုတွေ့ရတယ်ဗျာဒီပွဲကဒီပွဲကိုဒါ Chelsea ရမ်းမဲ့၃မဲ့ ဆုံးရှုံးသွားတဲ့ပုံမှာပေါ့နော်ဒါကိုတိုနီအငင်းလေးဒီချက်တော့သုံးသက် GB ပါမရဟုတ်ပွဲကြီးကဒီဘက်စစ်မှာတော့ဒါချက်စီးသေးနေနဲ့အဲဒီနောက်ပိုင်းမှာနောက်ပိုင်းပွဲစဉ်တွေဒါဘိုက်တန်အသင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်တွေမှာသူ့အနေနဲ့ဒါရလတ်ဆိုးတွေကိုပြန်လဲချိပက်နိုင်နေမရှိတော့ကြည့်ရပြပြီးခဲ့ရာဒီမှာဆိုလို့ရှိရင်ဒါနှစ်ကြိမ်နောက်ဆုံးနှစ်ကြိမ်မှာဒါနှစ်ကြိမ်လုံးကိုအဲဘရိုက်တန်အသင်းကိုရှုံးနေခဲ့တယ်ကချက်စီးသေးနေနဲ့အဲဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါဥဆောင်ဖို့ချက်စီတင်းနေနဲ့ဆိုးဆိုးစီးရခဲ့ပေမဲ့လေဒါနောက်ပိုင်းမှာတော့နောက်ခံလူချလော့ဘေးရဲ့အနီကနဲ့တူချက်စီတင်းတော့ ပင်ကလေးပွဲစဉ်နှစ်ပွဲစတိုက်ဆွနေခဲ့ရဲ့ဒါနှစ်ပွဲစတိုက်လည်းအနီကက်ဒီထိခဲ့ရကအဒီပွဲစဉ်မှာတော့ဒါအဓိကချီးကျူးရမှာကျွန်တော်ဘိုက်ဒန်တင်းရဲ့နေပြဟာဆယ်လာပြဟုတ်ကဲ့ဟာဆယ်လာဒါသူ့ရဲ့လီပီယာနဲ့ကစားဝတ်ကဒါတော်တော်လေးလှုပ်ထိခဲ့တာကျွန်တော်တွေ့ရတယ်ချစီတင်းပေါ်မှာဒါတော်တော်လေးထိရောက်နဲ့တက်စီတက်စီစင်တသားနိုင်တာတွေ့ခဲ့ရပြီးတော့အဲဘိုက်ဒန်တင်းနေနဲ့ဝေကွတ်မှာလာလာရောက်ရှိမှန်ကစားရဆိုပေမဲ့လေချစီတင်းပေါ်ဒါသူတင်ကိုတင်နဲ့ဒါအကောင်းဆုံးတက်စီစင်ကစားနိုင်တာကျွန်တော်ပြရပြဟိုဒီနောက်ထပ်ချီးကျူးရမှာကဘိုက်ဒန်တင်းရဲ့ဒါ လူစားမှုကစားသမားချက်နေဘောပဲဗျအဲဒီစားမှဒါပရီးမီးယားလိရဲ့ဝါရင်သက်စစ်ကစားသမားပြီးပြီးရတဲ့ခွင့်ကိုရသလိုတုံးချပြီးတော့ဒါဘက်တန်တေးတွက်လိုရနေတဲ့အနိုင်ကိုတွေတင်းပြီးခဲ့ပြီးတော့အနိုင်သုံးမှတ်ပါရရှိအောင်စတ်တော့ပေးနေကျွန်မပေးရပြီဗျဟုတ်ပြီဟုတ်ပါဘူးပြီးတော့နောက်ထပ်တစ်ယောက်တက်ချီချူရမယ်ဆိုလို့ရှိရင်ဘက်တင်းရဲ့တောင်ပိုင်းကစားသမားမင်းတက်စ်ပါဒါဒီစားသမားကချက်စီတင်းရဲ့နောက်တန်းကိုတော်တော်လေးလှုပ်ရှုပ်စီခဲ့တာပြီးရတယ်ဗျဒီစားသမားကချက်စီတင်းရဲ့ဘယ်နောက်ဆုံးစားသမားကူရတာဟိုဒါတော်တော်လေးကောင်းဆုံးဒုက္ခပေးနိုင်ပြီးတော့အကောင်းဆုံးထုတ်ဖောက်မှုတွေနေခဲ့ရတယ်ဗျ အဒီဘက်စင်အလုံးချုံလုံးတော့မယ်ဆိုလို့ရှိရင်ချက်စီးတင်းနေတဲ့ပထမပိုင်းမှာကုဆောင်ကိုရတယ်။ဒါပေမဲ့ဘူးကြပိုင်းကမိနစ်90ကျော်လောက်မှာဒါနောက်ကလူချလာပါရဲ့အအနီကနေတူချက်စီးတင်းရတရားတော်နဲ့ကစားနေရနေကြမှာအတက်တင်းဘရိုက်တန်တင်းရပြည့်စည်စည်ကစားနိုင်တယ်ပြီးတော့လူကနေတဲ့ခြေပကိုရီအနိုင်ကိုရီနေတူတာလူကနေတဲ့နိုင်သုံးဘက်ကိုတော့ဒါခက်တက်တန်နေရရှိသွားတယ်လို့ကျွန်မအနေနဲ့ထင်မိမိရပြ။ဟုတ်ကဲ့ပါကိုဟာဟုတ်ကဲ့ဗျာဒါနောက်ထပ်တပွဲကတော့ Premier League Rounds မှာဒါအကောင်းကြီးလို့ကောင်းခဲ့တဲ့ပွဲပေါ့နော်ဒီပွဲကတော့ဒါ ကျွန်တော် community ရှိမှာတွေ့ဆုံခဲ့တဲ့ Liverpool တင်းနဲ့ Crystal Palace ဆိုပြန်လဲတွေ့ဆုံတာဖြစ်ပြီးတော့ဒါဒီ Premier League 2025 26ရာသီမှာတော့ဒါ no round ဒီ round like boys နေမှာပထမဆုံးတွေ့ဆုံတဲ့ goal လေးဖြစ်တယ်ကိုဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါ Crystal Palace အနိုင်ရသွားတဲ့ပုံမှာဒါအခုမြင်နေတစ်ချက်တော့ကုန်သက်ကြည့်ပြပါဦးဗျာဟုတ်ကဲ့ဗျာဟုတ်ကဲ့ပါဘယ်ကျွန်တော်ဒါ Premier League ဝင်းရလေးဘွယ်တေရှာရတာလေဘခရစ်စတယ်ပယ်ရီအတင်းနဲ့လေဘမူတင်းတို့ရတာပွဲပြီး34လေးတော့ရမယ်ဆိုပေါ့နော် ဒီပွဲစဉ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါအရင်ဆုံးပထမဆုံးရှီဂျူးချနာနီးပြစီဘိုလီဗာဒါပဲလီအသင်းကိုဒါမောင်းတင်ပေးနေတဲ့နီးပြစီဘိုလီဗာကက်စနာပြအာဒီနီးပြဆိုရင်ကျွန်တော်ပြီးခဲ့တဲ့ community ချပွဲစဉ်မှာလည်းလီဗာပူးကိုအကောင်းဆုံးဒုက္ခပေးပြီးတော့ပွဲချိန်မိနစ်90ကျော်တူးတူးဆွဲတဲ့ရက်လက်ရအောင်ကစားတယ်အဲနောက်ပိုင်းမှာပင်နေပြီးဆုံးပြနေနိုင်သွားတယ်ပေါ့နော်အာကျွန်တော်ဒါဒီနီးပြဆိုရင်လီဗာပူးနဲ့တွေ့တိုင်းမှာအများတန်းဒုက္ခပေးနေတာတွေ့ရတယ် ဒီပွဲစဉ်ကိုကြည့်ရမယ်ဆိုရင်ဒါခရစ်စတယ်ပီလီအိုလီဗာကတ်စကဒီပွဲစဉ်မှာခုရဲ့ကစားဘောပေါ့နော်၃လေးတစ်တစ်ဆိုရဲ့ကစားဘောကိုခင်းချလာတာတွေ့ရတယ်ဒါလီဗာပူးအနေနဲ့အနင်ဆိုတော့လင်းနဲ့၃တစ်ဆိုရဲ့ကစားဘောနဲ့အဖင်းချလာတာကိုတွေ့ရတယ်ကြာကော့တော့ကျွန်တော်တို့ခရစ်စတယ်ပီလီတင်ဘက်ကိုတွားကြည့်မယ်ဆိုရင်အဲသူ့ရဲ့နောက်တန်းပေါ့နော်ဒါမာကေယူဘူးဆောင်တဲ့နောက်တန်းအနေတော်တော်လေးကိုဒီပွဲစဉ်မှာတော်တော်လေးလောက်ခစ်တာတွေ့ရတယ်ဗျနောက်တန်းရောပွင့်လေပိုင်းရောပွင့်လေပိုင်းရောလီဗာပူးတင်းကိုကိုဘကန်တင်းကွင်းမှာလည်းဒါခုနှစ်ပြင်းထိဒါချီတီရရော ကြည့်ရတာဒုက္ခပေးနိုင်ပြီးတော့လီဗာပူးပုဒ်မအလီဆန်ဘက်ကသာမကယ်ခဲ့ရင်ဒါလေဒီဝက်ဇန်ဒါခရစ်စတဘဲလီအတွက်ကဒီထက်ပိုပြီးတော့ကိုပြက်ကိုပြက်နိုင်များပွဲလို့မြင်မိပါရဲ့ကိုဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကဲ့ပါကိုကျွန်တော်လီဗာပူးတင်းဘက်ကိုကြည့်မယ်ဆိုရင်လီဗာပူးတင်းရဒီယာစီမန်ဒါအကောင်းဆုံးပုံစံနဲ့ပရီးမီးယားလိကိုဒါဥဆောင်ထားတာပြရတယ်။ဟိုမှာပဲလီနဲ့ဘောစံတန်ကြီးထိတာချွန်ပွဲမတွေ့ရှိတာချွန်ပွဲမတွေ့ရှိတာဘူးပေါ့နော်။ဒါဒီဘက်စံမှာပဲပဲလီရဲ့ဖန်တွေ့ရမှတ်တမ်းတွေရရှိုးပြလိုက်တယ်ဗျ။ ကျွန်တော်တို့ဒီရာသီမှာကြည့်မယ်ဆိုရင်နီးပြအိုလီဗာကတ်စနိုက်ပရစ်စတယ်ဘေးလီအတင်းအားဆိုရင်ပေါ့နော်ကျွန်တော်တို့ဥရောပပြိုင်ပွဲတွေမှာလည်းစစ်ချစ်ပွဲဆက်ဆုံးပွဲမတွေ့ရှိထားတာကိုတွေ့ရတယ်ဗျာအပရီးမီးယားလိမှာလည်းဒါပရီးမီးယားလိပွဲတင်လျှောက်ပွဲကစားပီးချိန်မှာလည်းဆုံးပွဲလုံးဝမတွေ့ရှိထားတဲ့တတင်းနေသောအသင်းဖြစ်ရည်တည်နေတာကိုတွေ့ရတယ်ကအဲကျွန်တော်ဒီဒီရာသီမှာအိုလီဗာကတ်စနာဦးဆောင်ပြီးတော့ခရစ်စတယ်ဘေးလီအနေနဲ့ဒါပရီးမီးယားလိကိုဘယ်လောက်ထိမောင်းတင်ပေးနိုင်မလဲဆိုတော့ကျွန်တော်ဒါစောင့်ကြည့်စရာတော့တော်တော်ကောင်းနေတာတွေ့ရတယ်ဟုတ်အဲကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုရှုံလုံပြီးတော့ဒါသုံးသပ်ရမယ်ဆိုရင်ဒီပွဲစဉ်လီဗာပူးတဲအတွက်ဒါ အဲဆုံးတင်ဆုံးထိုက်တဲ့ဖွဲ့လို့မြင်မိတယ်ခရစ်စတယ်ဘဲလီအတင်းရဲ့ဒီဗျူဟာပိုင်းရောပြီးတော့ဒါနောက်နောက်တန်းကွင်းလေခန်းစစ်အကောင့်ဆုံးနီတာအိုလီဗာကတ်စနာတိဆောက်ထားတဲ့အတင်းကိုဒါထိုက်တဲ့တန်တန်နဲ့ဆုံးလင့်သွားရဲ့ကတော့မြူးပြိုင်ကိုဟုတ်ကဲ့ပါဗျာပြောပါဟုတ်ကဲ့ဗျာဟုတ်ဒီပွဲမှာတော့နော်ဒါကျွန်တော်နည်းနည်းကြီးထပ်တိပြောချင်တာဒါအိုလီဗာကလန်စ်ကလန်စနာပဲဗျာဒီနည်းပြသူ့ရဲ့3421ဆိုတဲ့ formation ကိုဒါအကောင့်ဆုံးလုတ်ပြသွားတွေ့ရတယ်ပြီးတော့ကန်းတဲ့အတင်းရတယ်ဒါနံပါတ်ဝူးတို့အတင်းမျိုး အဲကျွန်တော်နောက်ထပ်တစ်ပုဒ်သွားချင်းကြည့်မယ်ဆိုရင်ဒါ Messenger နဲ့တဲ့နီးပြအနေနဲ့ဒါ Origo Grandson လို့နီးပြမျိုးကိုဒါဟိုသူ့ရဲ့ဒီ imposition out of position မှာထားတဲ့ formation တွေတော်တော်များများကိုဒါနှိမ့်ညမ်းတင်နေပြီကျွန်တော်နေနေမြင်နေပေါ့လားဘာလို့ဆိုဒီ Origo Grandson အနေနဲ့ဒါ Liverpool တင်ချေရောဘောလုံးရသွားတဲ့အချိန်မှာသူ့အနေနဲ့ဒါ3421 formation မှာပဲမထားတော့ဘဲနဲ့ဒါ541အထိပုံကောင်ကြောင်းကြည့်တာကိုတွေ့ရတယ်ကဒါဆိုရင်ကိုယ်နဲ့အားသက်ချက်ကိုသူဘလို့ယူလဲဆိုရဲဒါနီးပြရဲ့ခက်မြတ်မှုနဲ့ဒါနီးပြရဲ့အာကစားဘော့ပေါ့ အလင်းစလိုပြောင်းလဲနိုင်မှုပေါ့နော်ဒါတွေကျွန်တော်ပရောမြန်မြင်လိုက်ရတယ်တိရတယ်ကိုဟုတ်ကဲ့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 ပြဒါနောက်တဲ့တပွဲအနေနဲ့ဆိုရင်တော့ဒါ night premier league အသင်းကြီး6သင်းထဲမှာဒါပထမဦးဆုံးဒီ round 6ရဲ့နိုင်ပွဲကိုပေါ်ဆောင်သွားရတဲ့ဒါ Manchester City ရဲ့ပုံပေါ့နော်ဒါ Manchester City ကတော့ဒါ Burnley တင်းကိုဒါ Edison Edison အိမ်ဝင်းမှာလက်ခံရှင်ပိုင်ကစားပြီးတော့ဒါ၅ခုတူဦးဆိုရရတဲ့အနိုင်ရတော့တွေ့ရတယ်ကိုဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါကိုတနီအမြင်လေးတွေဒီချက်လောက်တုံးသက်ကြည့်ပြောင်းဖို့ဘွဲကဒါဒီပွဲစင်မှာကကျွန်တော်တို့ဘွဲယူကတုံးသက်ခဲ့အတိုင်း ဘန်လီအတင်းရလားအဲ့တဲ့ဘန်လီအတင်းကတင်းကြီးတွေနဲ့တွေ့တိုင်းမှာကသူ့အနေနဲ့နောက်တန်းအသာပေးကစားခွက်နဲ့ပဲကစားလာတွေ့ရတယ်ဒီပြည်စင်မှာလည်းအဒီပြည်စင်ကပွဲချိန်ဗဟမပိုင်းမှာတော့အဲချီမိုင်ဆာစီးတီးတင်းနေတာဘန်လီတင်းရဲ့နောက်ကန်ကစားသမားရဲ့ OG နဲ့တူဘွဲကိုဥဆောင်နိုင်ခဲ့ပေးမိတယ်ကဒီပွဲချိန်38မိနစ်ရောက်မှာအချိပဖို့ပြန်လည်ပြီးခဲ့လေရတယ်ပထမပိုင်းမှာတော့ဒါမိုင်ဆာစီးတီးတင်းနေတယ်ဘန်လီတင်းရဲ့နောက်တန်းအားပြီးကစားခွက်ကြောင့်ဒါနည်းနည်းလေးခက်တွေ့နေတာကျွန်တော်တွေ့ရတယ်က ဒါပေမဲ့ဒုတိယပိုင်းမှာတော့ဒါမယ်ဆာစီတင်းနေတဲ့အတင်းကြီးပြီးပြီးပွဲကိုစုံမနိုင်ခဲ့ပြီးတော့လိုအပ်နေတဲ့အနိုင်ကိုရအဲရမတုံးမဲ့ဘူးဒါအေးစီပဲကိုပြနိုင်ပွဲနဲ့သူရရှိသွားပဲလို့ကျွန်တော်လည်းအင်မိတယ်ဗျဟုတ်ပြပါဘူးပေါ့အဲ့တဲ့ဘန်နေတင်းနေနေရတာတန်တက်တင်းသုံးနေနေမှာဒါတော်တော်လေးအားနေနေတဲ့အတင်းကိုပြောလို့ရရကဘန်နေတင်းရဲ့ညီကစကော့ဘာဘာနေနေတာသူ့နေနေနောက်ထပ်အားပြုပြီးတော့နေဆုံးတီပမက်ဆိုတဲ့ရလဲဖို့ညှို့လင်းချက်နေတာအကောင်းဆုံးတော့ခံစားသွားတာကျွန်တော်ပြရပါမယ်လေဝိတ်ချင်းကြလာနေများဒါ န်ချက်စတာစီးတင်ရပဲ TTPP ပွဲကိုဆုံးမနိုင်ခဲ့ရဲ့အဒီဝဲစမတာအထူးချီဆွမ်းပြပါတော့ဒါမန်ချက်စတာစီးတင်ရတာမှာလည်းမတူဘူးအဒီစားမှာလုံးဝဟိုအကောင်းဆုံး performance နဲ့ပြောက်သွားခဲ့ပြီးတော့နောက်တစ်ထပ်ကြည့်ကြရမယ်ဆိုလို့ရှိရင်တော့အဲလင်ဟာလိုင်းကဒီစားမှာလည်းကပရီးမီးယားလိပွဲစဉ်6ပွဲမှာကသင်္ဘော8 9သိရကြံခဲ့ပြီးတော့အဲပရီးမီးယားလိရတာတင်ကိုများသုံးစီနဲ့မှာလေဒါနံပါတ်1နေရာထိကလာပြရကဒီဝက်စင်စားကျွန်တော်အနေနဲ့အားလုံးချုံုံသုံးသပ်မယ်ဆိုလို့ရှိရင် Asian Manchester City တင်းနေတဲ့အတင်းကြီး PP က တန်းတဲ့တင်းသုံးနည်းနဲ့မှမှဒေါ်လေးအားနေနေခဲ့ခက်စစ်အားပြုတဲ့ပန်းလေးတင်းကိုဒါအဲလလကူဘူးနဲ့ပဲလိုရနေတဲ့ဒုမတ်ကိုပြသသွားနိုင်ငယ်ပဲကျွန်တော်နေငယ်ထင်မိတယ်ကဟုတ်ကဲ့ပါဘူဖော့ဟုတ်ကဲ့ပြတာနောက်ထပ်တပွဲကတော့ဒါတနင်္ဂနွေနေ့မနက်အစောပိုင်းတနိုင်ခွဲပေါ့နော်တနိုင်ခွဲမှာကန်သွားတဲ့ဒါစပါအသင်းနဲ့ဥပါဟန်တန်တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗျအာဒီပွဲမှာတော့ဒါစပါအသင်းနေနဲ့သူ့ရဲ့အင်ကွင်းဒါတော်တန်ဟော့စ်ဘတ်စတေဒီယမ်မှာဒါဥပါဟန်တန်အသင်းကိုလက်ခံရှင်မြန်ကစားခဲ့ပြီးတော့ဒါတပတ်တကိုးစီနဲ့တည်ကြွသွားတွေ့ရတယ်ဗျ ။အဲဒီတည်ကြသွားတဲ့ဒါစပါအသင်းရဲ့ပွဲစဉ်မျိုးပတ်သက်ပြီးတော့ဒါကိုစိုးနေတဲ့အနေနဲ့ပြချက်တော့တုံ့ပြန်ကြည့်ပြီးတော့မြာတော်ဟုတ်ဖို့ကဲ့ဟုတ်ကဲ့ပါကိုကျွန်တော်ဒါဒေါ်တာအောင်စပါအသင်းနဲ့ဘူပန်တန်တင်းတို့ရဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒါပွဲတူသုံးသက်ချက်အစီအစဉ်ဒီမှာလဲဒါအဲသုံးသက်ခဲ့ပြီဒါဒီပွဲစဉ်လုံးဝမထင်ထားတဲ့ပိတ်သက်တယောက်အနေနဲ့ဒါမထင်ထားတဲ့ရာထဲတစ်ခုတော့ဖြတ်ပေါ်ခဲ့ကြဗျဒေါ်တာအောင်စပါအသင်းအနေနဲ့ဒါဝန်န် ဝန်နဲ့နဲ့ကစားခဲ့တဲ့ပွဲစဉ်တိုင်းမှာနောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာစပါတင်ရဲ့တပွဲမှနိုင်ပွဲများရှိထားတာသိရတယ်။ဒါတော်ရီယွန်စပါတင်နေနဲ့အကန်ကောင်းလို့သာအရှင်ဘူမင်းနဲ့မှာဘောလင်ညာရဲ့ပင်ကိုနဲ့တေးရမတ်တမတ်ရယူနိုင်ခဲ့တာတွေ့ရတယ်ဗျ။နောက်တစ်တစ်ချက်ကဒါကျွန်တော်တို့ကတော်တင်အောင်စပါတင်အနည်းပြသောမတ်ဖရန့်လီနန်တာဒါမဲ့ပွဲစဉ်မှာချန်ပီယံလီပွဲစဉ်ရှိတဲ့အတွက်ဒါသူ့အနေနဲ့ဒီကကတာသမားတွေကိုအနာပေးပြီးတော့ပြီးများလိမ့်မှာတမတ်မမရရှိထားသေးတဲ့ဝန်ထမ်းအသင်းကိုဒါ short တွက်ခဲ့တာလို့တော့ထင်မိတယ် ဟုတ်ကဲ့ပါဘွယ်ကျွန်တော်နည်းနည်းဒီပွဲစဉ်ကိုရှုံ့ဝင်ပြီးတော့သုံးသပ်ရမယ်ဆိုပေါ့နော်အဲတော်တယ်ဟာစမားတင်းနေနဲ့ပရီးမီယံလိဂ်တန်နေရီကိုဒါဆင်ခေါ်ခြင်းနဲ့ဆိုရင်တော့အတူအနေနဲ့ဒါဖောင်းနေတဲ့ဝူမန်နန်ဝူမန်နန်လိုအသိမင်းကိုတော့ဒါအနိုင်ကစားတင်နေလို့တော့ထင်မိပါပြီပို့ကြည့်ပါပါကြောက်ဟုတ်ကဲ့ပြဒါပရီးမီယံလိဂ်အသင်းကြီး၅သင်းရဲ့ဒါပွဲစဉ်ကြီးအကြောင်းကျွန်တော်သုံးသပ်တော်ပြီးနောက်မှာတော့ဒါနောက်ထပ်တပွဲအနေနဲ့ဆိုတာပရီးမီယံလိဂ်အသင်းကြီးတွေမှာနောက်ဆုံးပွဲဖြစ်ခဲ့တဲ့အာဆင်နယ်သင်းရဲ့ပွဲပေါ့နော်ဒီအပွဲကတော့ တနူးဒဆယ်ရိုးရဲ့အင်ကွမှာအာဆနယ်တင်းတွားရောက်ရှင်ပြန်ကစားခဲ့ပြီးတော့ဒီပွဲကဒါပရီးမီးယားလိပွဲစဉ်တွေထဲမှာဒါတော်တော်ရပ်သားများအောင်ခံကြီးပြီးခဲ့တဲ့ပွဲလို့လည်းကျွန်တော်နည်းမြင်မိပါတယ်ဒီပွဲမှာဒါနီးပြအေရီဟောင်းအနေနဲ့ဒါအာဆနယ်တင်းကိုအကောင်းဆုံးတုံ့ပြန်ကစားခဲ့ပြီးတော့ဒါနီးပြမီကီအာဒီတာအနေနဲ့ကလည်းဒါဒီပွဲမှာသူ့အနေနဲ့ဘာလို့တို့ပြသွားနိုင်လဲဆိုတာကိုတော်တော်များများကပြသွားတဲ့ပွဲလို့လည်းကျွန်တော်နည်းမြင်မိရကဒီဒီပွဲမှာတော့ဒါပရမောင်းဆုံးအုတ်ကိုက်သိန်းကိုတော့ဒါနီးပြအေရီဟောင်းရဲ့ဒါပက်စစ်မှုတဲ့နစ်ကော်ဒီယိုမိတ်ကဒါသူ့ရဲ့ပရီးမီးယားလိသွင်းကူနှစ်ဘုံမြောက်အငင်းနဲ့ ဒါပမုစ်အဖွင့်ကိုစတင်ခဲ့တဲ့ဆိုပေမဲ့လည်းဒုတိယပိုင်းမှာလူစားဝင်လာတဲ့ဒါကလာဖရီဝင်နဲ့လူစားလေးကဒါမီကီမိုရီနိုကအာပြန်လည်ခြေပကိုသိနေကြရပါတော့အဲ့ဒီမှာဒါတပူးတပူးဆိုရဲ့တည်ရလက်ထွက်ပေါ်နေပြီးတော့ကျွန်တော်တို့ကဒီဘောကိုဒါတည်နဲ့ပြီးဆုံးသွားမယ်လို့ထင်ခဲ့တယ်ဆိုပေမဲ့လည်းအာကျွန်တော်တို့ဒါအာဆန်နယ်တင်းရဲ့ဒါအရေးပါတဲ့ဒါဆက်ပီးစီကနေပုံမှန်ဂိုးသွင်းတတ်တဲ့ပုံစံတိုင်းပဲဒါကျွန်တော်တို့ဒါပွဲချင်းနောက်ဆုံးမိနစ်အချိန်ပုံမှန်မှဒါ ဂါဘီယယ်ရဲ့အတွင်းကိုနဲ့ဝန်မှန်တာအာဆင်နယ်အသင်းနဲ့တာ1 2ဆိုတဲ့ရထားနဲ့အနိုင်ရတော့ပြရတယ်ဗျဒီပွဲမှာတော့ဒါအဓိကချီးကျူးရမယ်လူမျိုးပြန်ကြည့်ရမယ်ဆိုရင်ဒါအသင်းကြီးနဲ့တွေ့ရင်ဒါသူယုံကိုယုံယုံတက်တဲ့ဘူးကစဲတင်းတို့ဒါအဓိကချီးကျူးအောင်ပြပြီးတော့ဘူးကစဲတင်းရဲ့ဘက်ကန်ရှင်ဒါရင်ပြအေဒီဟောင်းနဲ့ကျွန်တော်ချီးကျူးရမယ်လူတွေထည့်ရမယ်ဗျပြီးတော့ဒါဘူးကစဲတင်းရဲ့ကိုးစမောပေါ့နော်ဒါတော်တော်လေး စိတ်ပြီလို့တော့တွေ့ရတယ်အာအာဇနယ်ဒါမိကစေတဲ့ဂိုးရမသာမကောင်းခဲ့ဘူးဆိုရင်ဒါအာဇနယ်တင်းဒီပွဲမှာတော်တော်လေးတက်တော့ကတနိုင်မဲ့နိုင်မဲ့လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဟုတ်ကဲ့တဲ့ there's you so on that အာဇနယ်တင်းကိုရထပ်ပြီးချီးကျူးရမှာဗျာကအာဇနယ်တင်းကတော့ဒါလီဗာပူးတင်းရဲ့ဒါရမ်းမငါးမှတ်ကွာဟနေရဲ့ကွာဟမှုကိုဒါအမှတ်ရှော့ချနိုင်နေတယ်လို့အခုဆိုရင်တော့ဒါအဆက်နှစ်မှာတော့ပုံမှန်နိုင်တဲ့ဆက်ရှိနေရဲ့ဒါပေမဲ့လည်းဂမ်မတ်တမတ်ကပေါ်တော့ရဆိုရဲ့အနေထားမျိုးရောက်လာခဲ့ရပေါ့နော်ဆိုတော့ဒါဗီဒီယိုပုံစံတွေကဒါကျွန်တော်ကချမ်းချမ်းပြီးလန်းညောင်းပေါ်မှာရှိရဲ့တင်းကြီးတွေရဲ့ဒါ လုတ်တင်လုတ်ထိုက်ခဲ့တို့ရနေဒါရသည်ရတဲ့ရန်လက်ပြူဒါပုံမှန်တိုင်းရအောင်ဆွမ်းဆောင်နိုင်ပြီဒါမီကီအာတီတာနဲ့တူတာအာဆင်နယ်တင်းကိုလည်းကျွန်တော်တို့ဒါဂုံပြရမယ်လို့ကျွန်တော်လည်းမြင်နေပါတယ်ကိုဟုတ်ကဲ့ပါဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါဒါဒီလူစိုးကတော့ကျွန်တော်တို့ဒါပရီးမီးယားလိဂ် round six ကတော့ဒါကျွန်တော်တို့ဒါပရီးမီးယားလိဂ်ဖန်တွေကိုတော်တော်လေးကရသမြအောင်ဖန်ပြီးပေးနိုင်ခဲ့တဲ့ game group ကတော့ကျွန်တော်တို့အနေနဲ့သတ်မှတ်လို့ရတယ်ဗျဒီပုံမှာတော့ဒါအသင်းကြီးကျွန်တော်မင်းများဒါနာနိနိုင်ခိုက်တဲ့ပိုးစီနေမှာဒါရမ်းမဲ့ဆုံးဆုံးခဲ့ရတွေ့ရပြီးတော့ချို့တော့ဒါအသင်းအသင်းတွေကလည်း ဒါအကောင်းဆုံးရှေ့ပိုင်းကစားခဲ့ပြီးဒါရမှတ်တွေအကောင်းဆုံးဆုတောင်းနိုင်ခဲ့ရတွေ့ရတယ်ဗျဆိုတော့ဒီပွဲမှာတော့ဒါကျွန်တော်အနေနဲ့ဒါဝေဖန်သုံးသားမဲ့ပွဲနှစ်ပွဲရွေးချယ်ရမယ်ဆိုရင်ဒါမန်စတာယူနိုက်တက်နဲ့ဒါချက်စီးတို့ရဲ့ဒါ poor performance ဖြစ်ခဲ့တဲ့ပွဲနှစ်ပွဲရွေးချယ်မှာဖြစ်ပြီးတော့ဒါအကောင်းဆုံးပွဲဆိုရင်တော့မန်စတာစီးဂျီရဲ့ဘန်နီကိုကိုပြနိုင်ခဲ့တဲ့ပွဲနဲ့အတူဒါအာဆန်ရတမြောင်ဖန်ပြီးနေခဲ့တဲ့ဒါအာဆန်နဲ့လီဂ်ဆယ်ပွဲတို့ကျွန်တော်အနေနဲ့ဒါရွေးချယ်သုံးသပ်ပြီးတော့ ကျွန်တော်တို့ဒီ Premier League Round 6ရဲ့အတပွဲပြီး30ချက်စီစဉ်နေကိုကျွန်တော်ဒီညနေပဲရန်နာလိုက်အောင်ဗျာဟုတ်ငါပါခင်ဗျာဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ပွဲစုံရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရဘောလုံးသတင်းနေတဲ့အတူဘောလုံးနဲ့ပတ်သက်တဲ့30ချက်တွေကိုတွားရနားထောင်နိုင်ပြီး Subscribe လေးလိုပေးပါလို့ပြောရနေကျွန်တော်ညီကိုရဲ့ပွဲကျ30ချက်ပွဲပြီး30ချက်အစီအစဉ်နေတဲ့အတူနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆိုတွေ့ကြအောင်ဗျာကျေးဇူးများတင်ပါတယ်ဘုရုကျေးဇူးပါဗျာ